ရခိုင်ပြည်ကအာရခတက်တော် AA ထိန်းချုပ်ထားတဲ့လွမြောက်မျိုးနယ်တွေအထက်ကမျိုးနယ်၁၁ခုမှာနှုံးပါတဲ့ကျောင်းသားကျောင်းသူတွေအတွက်ရည်ရွယ်ပြီးတန်ခိုးဆရာထွန်အခမဲ့ပညာရေးစင်တာအမည်နဲ့ပညာရေးစင်တာတွေကိုစတင်ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။ဖွင့်လှစ်သွားမယ်မျိုးနယ်တွေကတော့ပုံနာကျွန်ကြောက်တော်ပေါတော်နဲ့ရသေးတောင်ဘူသီတောင် မောင်တော်တန်ရွဲအန်တောင်ကုတ်ကြောက်ဖြူနဲ့ကွာစားတဲ့မျိုးနယ်တွေမှာဖြစ်ပါတယ်။ အဲ့ဒီအထက်ကပုံနာကျွန်ကြောက်တော်ပေါတော်နဲ့ရေသေးတော်စတဲ့မြို့နယ်၄ခုမှာအခုဇွန်လလလေပိုင်းကစတင်ကဖွင့်လှစ်သွားမှာဖြစ်ပြီးကြံတဲ့မြို့နယ်၆ခုမှာလည်းဆက်လက်ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။ရခိုင်လွမြောက်နေမြေတွေမှာရှိတဲ့စီဘေးရှောင်းနဲ့ဒေသခံအပေါင်းနဲ့အရွယ်ကလေးငယ်တွေဟာငွေကြေးမတက်နိုင်တဲ့အတွက်ကြောင့်ပညာမသင်ကြရခြင်းကနေကင်းဝေးစေဖို့အဓိကရည်ရွယ်ပြီးဖွင့်လှစ်ပေးဖို့စီစဉ်ရတာဖြစ်တယ်လို့တန်ခိုးစရာထွန်အခမဲ့ပညာရေးစင်တာရဲ့ ပြန်ကြားရေးတာဝန်ခံကနရင်စရာကို ပြောပါရယ်အဲ့ဒီပညာရေးစင်တာတွေမှာမူလာတဲ့နဲ့အလေတန်းတွေဖြစ်ကြတဲ့ KG ကနေ Grade 8အထိကျောင်းသားကျောင်းသူတွေကိုပဲလက်ခံသင်ကြားပေးသွားမှာဖြစ်ပါရယ်ဒါပေမဲ့အထက်တန်းကျောင်းသားကျောင်းသူတွေအတွက်ကိုတော့ကျောင်းဖွင့်လှစ်ပေးတာမျိုးတွေလုပ်ပေးမှာမဟုတ်ဘဲအခြေအနေပေါ်မူတည်ပြီးသင်ကြားပေးနိုင်ဖို့အတွက်ဆရာဆရာမတွေနဲ့ Y1 တိုင်ပင်သွားဖို့အတွက်စီစဉ်ထားတယ်လို့လည်းအဲ့ဒီပညာရေးစင်တာကဆိုပါရယ်ရှင်